အားသာဝါလာရှင်ကြီးကိုမောင်လမများအလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမက်လ20ရက်နေ့ရက်နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးသတင်းတစ်ပုဒ်ကတော့အာဆင်နယ်ရဲ့တိုက်စစ်မှုတိုက်စစ်တောင်းပန်တဲ့ပတ်သက်ပြီးသတင်းဌာနသုံးခုဖော်ပြထားတာကိုစူးစီးပြီးသတင်းတစ်ပုဒ်ဖြစ်ကျွန်တော်ဖော်ပြပေးမယ်။ Simon Golling ရဲ့ဖော်ပြထားချက်အရဆိုရင်တော့အာဆင်နယ်ရဲ့ Sporting Director အာဆာ Director အသစ် Andre Barta ရဲ့ဦးစားပေး ဝယ်ယူမဲ့နေရာကတော့တိုက်စစ်မှုနဲ့တိုက်စစ်တောင်းမှဆိုပြီးသူကပြောသွားတယ်။လာမဲ့နေရာဒီမှာငွေ3ရောက်ဖို့ရှိပေမဲ့အဲ့ဒီငွေပမာဏအများစုကိုတိုက်စစ်မှုတဦးနဲ့တိုက်စစ်တောင်းမှကစားမတဦးကိုဦးစားပေးဝယ်ယူတဲ့နေရာမှာသုံးသွားမယ်ဆိုပြီးတော့ဆိုင်မွန်ကောလင်းကဖော်ပြထားတယ်ပေါ့လေ။တင်းတော့ရဲ့ဖော်ပြထားချက်အရဆိုရင်တော့မာတီရဲ့ကူညာကိုအန်ထရီဘာတာကပို့ပြီးသဘောကျနေတယ်တဲ့။သူဒါတင်းတော့ရဲ့အာဘောပေါ့လေအခြားတိုက်စစ်တောင်မှကစားသမားတွေထက်ဆိုင်ဟူအသင်းရဲ့တိုက်စစ်တောင်မှကစားသမားမာတီရဲ့ကိုညာကိုသူက ပို့ပြီးသဘောကျနေအာဆင်နယ်အတွက်ဆိုရင်တော့ထက်မြက်တဲ့တိုက်စစ်တောင်ပန်အဖြစ်အင်အားဖြစ်တင်မှုတစ်ခုလို့သူကတော့ရည်ရွယ်ထားတယ်တီကိုမာတဲ့ဟိုကလည်းဒီစားမချေဆုံးအဓိကသိပြီးတော့သူ့ရဲ့လက်ထက်မှာပဲဝူအသင်းစီကိုဒီစားမောက်ရောင်းချလိုက်တာဗောလေအဲ့ဆိုတော့အန်ဒရီပါတာဒီနဲ့နွေရာတီမှာတိုက်စစ်တောင်ပန်ဝင်မယ်ဆိုရင်တော့မာတီရဲ့ကွန်ညာကိုဦးစားပေးဖြစ်သတ်မှတ်ထားရဲဆိုပြီးတော့တင်တော့ကတော့ဖော်ပြထားတယ်။နောက်ဆုံးသတင်းထောက်တယောက်ဖြစ်တဲ့ဘန်ချက်ကွက်ရဲ့ဖော်ပြထားချက်ရဆိုရင်တော့နီကိုဝီလျံထက်စာရင် မာတီးယက်ကွန်ညာကဇင်းနှုံးရအာဆင်နယ်အနေနဲ့ဆိုရင်တော့တွက်ချေပိုကိုက်နိုင်ပြီးတော့အခြားနေရာတွေမှာလူရင်းအားဖြစ်တင်မှုအတွက်ဘတ်ဂျက်ချွေတာနိုင်မယ်ဆိုပြီးသူကပြောသွားတယ်။နီကိုဝီလန်ခေါ်မယ်ဆိုရင်စာချုပ်ဖြစ်တဲ့ကြီးပေါင်48တန်းနဲ့ကွန်ညာကိုခေါ်မယ်ဆိုတော့ပေါင်62.5တန်းကျတင်မယ်။ဒါပေမဲ့22နှစ်ရဲ့နီကိုဝီလန်ကဈေးပိုကြီးနိုင်တယ်။စာချုပ်ဖြစ်ချင်းကြီးနဲပြီမဲ့အေဂျင့်ကြီးအခွန်လောက်ခလာစာယူ2သိန်းပြီးတော့ဒီစသုံးတော့ စာချုပ်ဖြတ်သိမ်းကြီးပေါ့လေအဲ့ဒါတွေအကုန်လုံးတောက်လျှောက်ကြာတင်ပါပုံမှန်ကြည့်မယ်ဆိုရင်တော့စာချုပ်ဖြတ်သိမ်းကြီးကတော့နဲတယ်ဒါပေမဲ့နီကိုဝီလျံကိုတောက်လျှောက်ကျွန်တော်တို့၅နှစ်ချုပ်မစူ၅နှစ်လုံးတောက်လျှောက်ပေးရမယ်တပတ်လောက်ခရတာသည်နဲမှာမဟုတ်လက်ရှိသူဘီပောင်းမှာရနေတဲ့ UO နှစ်သိန်းကိုအာဆင်နယ်ရောက်ရင်တော့ဒီထက်ပိုပြီးတောင်းဆိုဖို့ရှိတယ်အားကြောင့်မလို့နီကိုဝီလျံကတော့မာတီးရဲ့ကုညာတက်ဆိုင်ပိုပြီးဈေးကြီးနိုင်တယ်ဆိုပြီးတော့ဗန်ချက်ကွာဖော်ပြပါရတယ် မာတီယက်ကိုညာကတော့ဒါအသက်25နှစ်ရှိပြီလက်ရှိအချိန်မှာစာချုပ်ဖြစ်တည်ရပို့ပြီးပေးရနိုင်တယ်ဆိုပေမဲ့သူ့ရဲ့စာချုပ်ကြီးဈေးများတာမှတ်မိမဲ့အခွန်လောက်ခလာသာဆိုလို့ရှိရင်လက်ရှိပေါင်9000ယူအဖြစ်ဆိုရင်ပေါင်တသိန်းပဲဝူတင်ရသူ့ကိုတက်တန်းတို့ရင်ပေးချေထားတာအဲ့အတွက်ကျွန်တော်တို့ကဟိုပြောင်းရွှေ့ကြီးကိုလည်းနဲ့သွားမြင်လို့မရဘူးဒီစားမောက်စပြီးတော့စာချုပ်ချုပ်တဲ့နေရနေပြီးသူ့ကိုနောက်ဆုံး contract ကုန်ဆုံးတဲ့အထိ၃နှစ်လား၅နှစ်လား၄နှစ်လားအဲ့အတော့အတွက်မှာတစ်ချက်ကလေးမှားတာနဲ့ တောက်လျှောက်ကျွန်တော်တို့ကလောက်ခရစာအများကြီးရှင်းရတော့မှာအားကြောင့်မလို့အခုဗန်ချက်ကွက်ဖော်ပြထားချက်ရဆိုရင်တော့ပြောင်းရွှေ့ခြင်းမှာကွာဟာချက်ရှိပေမဲ့နီကိုဝီလျံကအာဆီနယ်အနေနဲ့ဆက်ဦးချုပ်မယ်ဆိုရင်တော့လောက်ခရစာအရာဈေးကြီးနိုင်တယ်ဆိုပြီးတော့သူကတော့ပြောသွားတယ်အဲ့ဆိုတော့ဒီသတင်းသုံးရက်ကိုကြည့်တဲ့အခါမှာတော့အာဆီနယ်တို့ကတက်စစ်မှုတက်စစ်တောင်ပန်ဂျင်းတီဝယ်မယ်ဒီနေရာမှာအာဆီနယ်ရဲ့အာဇာဒိုက်တာတစ်ကတက်စစ်တောင်ပန်မှာဒီမာတီယကွန်ညာကိုပို့ပြီးသဘောကျနေပြီးတော့ဗန်ချက်ကွက်ရဲ့ဖော်ပြထားချက်ရဆိုလို့ရှိရင်တော့အာဆီနယ်တို့ကမာတီယကွန်ညာက ူတို့အသင်းရဲ့ဘတ်ဂျက်နဲ့ပို့ပြီးကိုက်နေပေါ့လေဒါပေမဲ့အာရီတာကတော့နီကိုဝီလန်မှနီကိုဝီလန်ဖြစ်နေဆိုတဲ့တချို့ report တွေလည်းတွေ့တယ်အဲဆိုတော့ရောက်တာမြောက်တာကသူတို့အပိုင်းပဲအဓိကတော့ဘယ်သူပဲရောက်လာလာကျွန်တော်တို့ချစ်ပေးရမှာပေါ့လေအသင်းကလည်းသူတို့ဘတ်ဂျက်နဲ့ကိုက်ညီတဲ့ကစားမခွန်မယ်လို့တော့ထင်ပါတယ်ဒုတိယမြောက်သတင်းပုတ်ကတော့ Maysport ကဖော်ပြထားတာလာမယ့် April လအတွင်းမှာကန်ရမယ့် Arsenal ရဲ့ Champions League Quarter Final နှစ်ကြော့အဲ့နှစ်ကြော့မှာ လိုချင်တဲ့ရလဒ်တစ်ခုနဲ့ရီယယ်မက်ဒရစ်ကိုကျော်ဖြတ်နိုင်ခဲ့ရင်အာဆင်နယ်ကချန်ပီယံလိရနေပြီးတော့ဒီရာသီမှာပေါင်တန်း100ကျော်အထိအင်ကန်စုကြီးတွေရရှိတော့မှာပါအဲမေးစပေါ်ရဲ့ဖော်ပြထားချက်ရဆိုရင်တော့လက်ရှိချိန်မှာအာဆင်နယ်ကယူရို1.2တန်းပေါင်အဖြစ်ဆို85တန်းပိုင်ဆိုင်ထားပြီးမဲ့ကွာတာဖိုင်နယ်ကိုထက်ကျော်နိုင်ပြီးစီးဖိုင်နယ်ရောက်ခဲ့မယ်ဆိုရင်တော့ပေါင်တန်း100ကျော်အထိဝင်ငွေကျန်းတော့မယ်ဆိုပြီးတော့ဒါချန်ပီယံလိတည်တတ်မယ်ပေါ့လေအဲ့လိုသူတို့ကတော့ဖော်ပြသွားတယ်သူရဲ့ဖော်ပြထားချက်ရဆိုရင်တော့ဒီချန်ပီယံလိမှာအာဆင်နယ်တို့ ဝင်ငွေတွေဘလို့ဝင်ခဲ့လဲဆိုတာကိုတခါလဲကျွန်တော်ကြားညက်ပြီးတော့ဖော်ပြပေးပါမယ်။အာဆင်နယ်တို့ကချန်ပီယံလိကိုဝင်ပြီးရှင်ပိုင်ခွင့်ရတဲ့ဟိုက EU 18.62တန်ကလပ်ရန်ကင်းအရ EU 34.59တန်ပေါ်ဖော်မန့်စွမ်းဆောင်ရည်အရ EU 48.85တန်နဲ့ပွဲဝင်ကြီးကနေပြီးတော့ EU 73.6တန်ရရှိထားပါတယ်ပြီးတော့ဒီ128ကနေပြီးတော့နောက်တစ်ဆင့်ကိုတိုက်ရိုက်တက်သွားခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့က EU 2တန်ရရှိထားတယ်ပြီးတော့ main bonus အနေနဲ့ပေါ့လေဒါစုကြည့်အနေနဲ့ UO 6.35တန်ရရှိထားပြီးတော့ဒီနောက်ဆုံး16သင်းအဆင့်မှာတော့ကျွန်တော်တို့ဒီ UO 17တန်ရရှိခဲ့ပြီးတော့ quarter final တက်သွားတဲ့အချိန်မှာတော့ UO 12.5တန်ရရှိခဲ့ပါတယ်အဲ့တော့ champion league ပြိုင်ပွဲဒီရသည်မှာ arsenal တို့ကပြိုင်ပွဲအသစ်မှာဆိုရင်စုစုပေါင်း10ပွဲကန်ထားတယ် ခုနှစ်ပွဲနိုင်ထားပြီးတော့နှစ်ပွဲသရေတပွဲရှုံးထားပါတယ်25ဝိုးသွင်းပြီးတော့6လုံးပြန်ပေးထားပါပဲလက်ရှိတရားသည့်အာဆင်နယ်ရဲ့ပြသနေတဲ့ခြေစွမ်းအရပြိုင်ဘက်ကရီယယ်မက်ဒရစ်ဖြစ်ပေမဲ့လည်းအခြားပြိုင်ပွဲအရရက်ထက်ဆိုင်ရင်အာဆင်နယ်ကချန်ပီယံလိကိုပိုပြီးအာယုံဆိုင်နေတာသိတာရပေါ့လေအဲ့တော့ရီယယ်မက်ဒရစ်နဲ့ဘလို့ရလက်မျိုးပဲထွက်လာပါစီတေချာတော့အာဆင်နယ်ပလေးယာတွေအလုံးကဒီပြိုင်ပွဲမှာအနိုင်ယူစိတ်အပြည့်နဲ့နှစ်ကျော်စလုံးကိုကံမဲ့လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်စူဂျေးတွေကနောက်ကပါလာပါလိမ့်မယ်အရေးကြီးတာကကိုရီစူးစမ်းဖို့ပါ ဝင်လာတဲ့အင်ကန်အားလုံးကတော့ဒါဘုတ်ဖွဲ့တွေခရွန်ကီတို့ပြုံးပြော်မှာဖြစ်ပြီးတော့အဲ့ဒါကိုပြန်ပြီးဘလောက်ထိအသင်းအတွက် invest ပြန်လုပ်မလဲဆိုတော့ကိုတော့ຫນွေရာသီမှာကျွန်တော်တို့စောင့်ကြည့်သွားမှာပါ တတိယမြောက်သတင်းတပုတ်ကတော့ TV ရဖော်ပေါ်ကဖော်ပြထားပါလေဒါအာဆင်နယ်ရဲ့နွေရာသီကအငှားချလိုက်ရဲ့ဆမ်ပီလိုကိုညာဆိုတဲ့ကစားသမားလေး25နှစ်ရဲ့ဘယ်လ်ဂျီယန်သားကိုကျွန်တော်တို့ကစပိန်လာလီဂါကလပ်စီဗီလာအသင်းကိုတရားသည့်အငှားချလိုက်တာပါအငှားချလိုက်တဲ့အတွက်သူ့ရဲ့လောက်ခစားအဝဝကိုစီဗီလာကပေးချေရပြီးတော့အကြိမ်မြတ်ဒီကစားသမားကိုသဘောကျလို့ရှိရင်လာမယ့် နွေရာသီမှာအသင်းကိုအငှားအနေပြန်မဲ့အဖက်နဲ့ UO ဆန်တတန်းနဲ့ဝေဝင်းရှိရဆိုတဲ့ပုံစံမျိုးတခါတည်းစာချုပ်ထဲမှာထည့်လိုက်တယ်ပေါ့လေမဖြစ်မနေဝယ်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးကြိုက်မှဝယ်ဆိုတဲ့ပုံစံမျိုးစာချုပ်ထဲမှာထည့်လိုက်တာလက်ရှိအချိန်မှာတော့ TVR ဖော်ပေါ်ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ CV လား အက်တလတီကိုမက်ဒရစ်ရီယယ်ပက်တစ်နဲ့ဘီလာရီယယ်တို့လိုအသင်းတွေကတော့စမ်ပီလိုကိုညာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနေပါတယ်။ဒါပေမဲ့စမ်ပီလိုကိုညာတော့အခြားသင်းတွေစိတ်ဝင်စားနေတဲ့ဆာလို့ရှိရင်ကြံခဲ့တဲ့လကဒီပွဲပြီးအင်တာဗျူးတချို့မှာပြောထားတဲ့စကားတချို့ကိုကျွန်တော်ဘာသာပြန်ကြည့်ရခါမှာဘာသာတွေ့လဲဆိုတော့ဒီကစားသမားကအန်တာလက်ကနေထွက်ခွာလာပြီးနောက်ပိုင်းမှာစီဘီလာမှာကစားရတာအပျော်ဆုံးပဲဆိုပြီးတော့သူ့ကိုယ်သူပြန်ပြီးရှာဖွေတွေ့ရှိတာဆိုပြီးပြောထားတယ်။အဲ့ဒီအချက်ကြောင့် ဒီကစားသမားအနေနဲ့အာဆင်နယ်ကိုပြန်လာဖို့မရှိဘဲနဲ့အခြားအသင်းတွေဝိုင်းပြီးလုမယ်ဆိုရင်တော့မှ CB လာကိုပဲဦးစားပေးရွေးချယ်သွားဖို့တော့ရှိရပေါ့လေ Transfer Market မှာ EU 12တန်တန်ကြီးရှိတယ်ဝေဝင်းရလဲ유호12단ဒီပမာဏ25နှစ်ရဲ့베ဂျန်သားတူဦးတော့ဆိုတော့တကယ်ကိုဝေချင်စရာပဲအာဆင်နယ်ကတော့လာမယ့်နွေရာသီမှာချင်းတည်ရောက်မှာ ။ဘာကြောင့်ဆိုတော့စာချုပ်က2026ခုနှစ်တည်းပဲရှိတာဖြစ်တော့အတွက်ဒီယာဒီလာလီကာ18ပွဲမှာ12ပွဲပွဲထက်ကစားထားတယ်၊နှလုံးဖိုင်ထားတယ်၊အဝါကက်၄ကက်ထိထားပြီးတော့ဒီကစားမရဲ့ခြေစွမ်းပိုင်းနဲ့ကစားတဲ့ပုံစံကိုစီဗီလာတင်းတာဝန်ရှိသူကတော်တော်လေးသဘောကျတယ်။ဒါပေမဲ့တချို့ report တွေကဆိုလို့ရှိရင်တော့အာဆင်နယ်ရဲ့ဈေးနှုန်းနဲ့ထက်ညှိကျင်တယ်ကြားတယ်။ယူရို18တန်းတော့သိပ်ပြီးမတုံးကျင်တဲ့သဘောများတွေ့ရတယ်။ဒါပေမဲ့အာဆင်နယ်ကလည်းနောက်တရာတီဆိုရင်အလွတ်နဲ့လလွတ်ရမှာဆိုတဲ့အတွက်ဈေးနှုန်းအောက်ချပြီးတော့ညှိနှိုင်းပေးနိုင်တယ်ဆိုတော့ တချို့သတင်းတွေကိုလည်းတွေ့ရပါလေအဲ့တော့ຫນွေရာသီမှာတော့ဆမ်ပီလိုကိုညာနေနဲ့အာဆင်နိုကိုပြန်လာတယ်ဆိုလည်းအယောင်ပြပါပဲ အခြားအသင်းတွေကိုပြောင်းသွားနိုင်ပါတယ်။လို့ဆိုသူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေအများပြားရှိပေမဲ့လည်း CB လောက်ပြန်ပြီးရွေးချယ်သွားဖို့အများဆိုပြီးတော့လည်းတော်များ report တွေကဖော်ပြထားပါတယ်။တကယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က2021ခုနှစ်ကအန်တလက်အသင်းဆီယန်နီဘီယူကို16.5တန်းနဲ့ invest လုပ်ခဲ့တာ။တော်တော်လေးကိုမျှော်လင့်ချက်ကြီးကြီးမားမားနဲ့ကျွန်တော်တို့ခေါ်ခဲ့တာပါ။ရရောက်ချင်းမှာတော့ခြေစမ်းမစိုးနောက်ပိုင်းမှာဘာတွေလိုအပ်သွားလဲမသိဘူး။အသင်းနဲ့တင်းဝတ်မမိတာလား။အင်္ဂလိပ်ကစားဟန်မှာပဲအသားမကျတာမသိဘူး။သူ့လုံနိုင်စွမ်းနေအားလုံးပျောက်ဆုံးပြီးတော့နီးပြအနေနဲ့ဒီကစားသမား ့မတုံးတော့တဲ့အထိအငှားကြီးတောက်လျှောက်ချခဲ့တာအန်တာလက်စီယာနေပြီးတော့အာဆင်နယ်သူရောက်လာခဲ့တော့ကအာဆင်နယ်မှာ25ဘွယ်ကစားဝင်ရတယ်အဲ့ဒီနောက်ပိုင်းမှာခရစ်စတယ်ပဲလီကိုအငှားချတယ်2023မှာ2024မှာတော့လူတနာကိုအငှားချပြီးတော့အခုဒီရာဒီမှာတော့စီဗီလာကိုအငှားချတယ်အဲ့လိုဆိုတော့ဒီကစားမကိုယ်တိုင်ပြောသလိုပေါ့အန်တာလက်ကကစားပြီးနောက်ပိုင်းမှာဂျားရဲကဘယ်သိမ်းမှမပြောဘူးစီဗီလာကသူ့ရဲ့အပြော်ဆုံးကာလလေးပဲလို့ပြောတဲ့အတွက်တေချာတော့ ီကစားမှာနွေရာသီမှာစီဗီလာစီကိုအပီးသက်ပြောင်းသွားနိုင်ခြင်းများပါတယ်။ဒီစီဇန်လေးကိုဒီကောက်ဝင်ကြီးပေါင်းပြီးတဲ့ရှူဘောလုံးအွန်လိုင်းအကျုံလဲကျေးဇူးတင်ပါတယ်။အမဆုံးမယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်တင်ရောက်ကို0176635တင်ရောက်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်လာဖြစ်လို့ငွေပုံငွေရှာရှိမှဘောလုံးပွဲတွေလောင်းမှာဘောလုံးပွဲတွေလုံးဝမလောင်းတော့ဘူးဆိုတော့ YouTube မှာကိုထုတ်ဖို့ဖို့ရှူရိုက်ချပြီးကျွန်တော်အားပေးလို့ရပါတယ်။ iPad ခွေကို Sport Internet 5တလုံးမိတူကိုလည်းကစားလို့ရနေပါပြီ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့ပြီးလက်ရှိအချိန်မှာပြန်ပြီးရပ်တန့်သွားခဲ့တဲ့ Simi Automatic offsite technology နဲ့ပတ်သက်ပြီးဖော်ပြပြီးမှာပါအများကြီးမျှော်လင့်ခဲ့တာ SAOD ဆိုတဲ့နည်းပညာကရှင်းရှင်းလေးပြဘူရခိုင်းတဲ့လူတွေအလုတ်တဝက်လောက်ရောကြသွားပြီးကွန်ပျူတာစနစ်နဲ့ပဲလူကျုံနဲ့မကျုံဘူးတခါတည်းအဖြစ်တက်ထွက်တယ်တခါကျရင်ဘူရခိုင်းတဲ့လူတွေအဲ့မြင်းလိုင်းဆွဲတာနဲ့ decision မပြတ်သားတာနဲ့အချိန်ကြီးကြံ့ကြတာနဲ့ကျွန်တော်တို့ပွဲတံပိုးလဲကြတယ်လူသားမိုက်တယ်တပုံးပြမနစ်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Ivan Tony တို့လူကျုံနဲ့မကျုံဘူးဘာညာ တော်တော်လေးကိုကျွန်တော်တို့စောတကတက်ခဲ့တဲ့အနေထားတွေပြီးတော့မှပွဲပြီးတော့မှဒိုင်းကြီးပြင်ပြီးတောင်းပန်တဲ့အပိုင်းတွေမြင်းမဲ့ဆွဲမိတာတွေစုံပစ်ချက်အမိုင်းနဲ့အချိန်တွေလွေလွင့်တာတွေဒါတွေအများကြီးပဲအခုဒီယာတီမာတော့ဩ SAOT နီးပညာကို FA ကမှစပြီးသုံးပြီဆိုတော့ယာတီမကုန်ငင်တော့ပရီးမီးယားလိမှာစပြီးသုံးလောက်ပြီဆိုကျွန်တော်မျှော်လင့်ခဲ့တာဒါပေမဲ့ဒီမက်ချ်လာတရက်နေ့ကဘုံမောက်ဟူအသင်း ေရေကြပြီးတော့ပဏတိထိသွားတဲ့ပွဲစဉ်မှာဆိုရင်ဒီနီးစနစ်ကဒီနီးပညာကအဲဒါရှိတယ်ဆိုပြီးသူတို့ကခဏဆိုင်းငံ့လိုက်တယ်ဆိုလိုချင်တာဗျာဘွေရခန့်ရလူတွေပဲ authority အပြည့်ဝဒီရကုန်နေသည့်ဒီသူတို့ကိုယ်တိုင်ပဲဂိုင်းတွေ့မယ်ကွန်ပျူတာတွေကိုမယုံဆိုတဲ့သဘောမျိုးပေါ့လေသူတို့မှလည်းလူသားအမှားတွေတပုံကြီးပဲအဲ့ဒါဆိုကျွန်တော်တို့ကဘာကြောင့်မလို့ SOD နီးပညာကိုကြိုက်တယ်ပရီးမီယာလိမှာကန်တဲ့အာဆင်နယ်တင်းတဲ့ချန်ပီယံလိမှာကန်တဲ့အာဆင်နယ်တင်းကဘာတွေကွာဝါးလဲ ချန်ပီယံလိမှာကျတော့ဒီနီးပညာနဲ့အောက်မှာကန်တဲ့အခါလူသားအမားအတက်နိုင်ဆုံးရှော့ချပြီးသားဖြစ်တဲ့အတွက်ကန်တဲ့ပလေယာကြီးလည်းလွတ်လပ်လပ်ရှိတယ်။ဒါပေမဲ့ပရီးမီးယားလိမှာတည်ရတဲ့မှာတစ်ခုဖြစ်ပြီဆိုရင်ပြန်ဆောင်ရတာနဲ့ဗူယာခန်းတဲ့ကလူတွေနဲ့ဒီကွင်းလေတိုင်းနဲ့ချိတ်ဆက်ပြီးဖုံးပြောတာကိုဆောင်ရတာနဲ့ပွဲပြီးတော့မှကျွန်တော်တို့မှားသွားပါဆိုပြီးပြန်တောင်းပန်တဲ့ PGMO1 အကြီးကြီးနဲ့ ရှုပ်ချက်တွေကိုခန့်ရမယ်။အားကြောင့်မလို့ကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့တဲ့ SAOT ဒီပညာကိုတော့ဒီရာသီမှာတွေ့ရှိရဖို့တော့မရှိပါဘူး။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်။